ဟိုက်ကွန်မြူနတီတိုင်းမှာပဲလို့နေတိုင်းတောက်လို့ရှိရင်ကန်ဆာဖြစ်နိုင်တယ်လားဒီနေ့ဒီအကြောင်းကိုပဲပြောပြသွားမှာဖြစ်ပါတယ်ဒီနေ့မနက်ဗိုက်စာလို့ breakfast ဝယ်မယ်ဆိုပြီးတော့ဘန်ခဲမျိုးရဲ့ဆွဲ16စီးထဲမှာမနက်စာကိုပဲနုပူပူလေးနဲ့ကိတ်မုတ်တောက်ဝယ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မနက်စာကိုအတုံးမွေးငါဒို့မဟုတ်လက်ဖေးရည်နဲ့အကြွေပြီးရင်တခြားဟာတွေပေါ့နော်တိုင်းမှာတော့ဒီလိုမျိုးမဟုတ်ကျွန်တော်တို့နဲ့မတူဒါပေမဲ့ဒီမှာ ပဲနုပူပူလေးနဲ့ကိမ့်ဖို့မဟုတ်ရင်အကြခွေးစားရတာနှမျိုးတော့မိုက်ကော်မရိတ်ကိုဒီနေ့ပြောချင်တဲ့ကိစ္စလေးရတော့ပဲနုပြဿနာလေးပေါ့အဓိကမင်းရတော့ plastic အိတ်ပြဿနာပါဒီနိုင်ငံမှာပဲနုပူပူကြီးကို plastic အိတ်တွေထည့်ပြီးတော့ပေးတာကအဓိကမင်းပြဿနာပဲဒီလိုမျိုး plastic အိတ်တွေကိုပူလောင်တဲ့အစားအစာမဟုတ်လို့ရှိရင်ပူလောင်တဲ့အရည်တွေထည့်လို့ရှိရင် plastic အိတ်တွေက PPE ကဒီအစားအသောက်နဲ့ရောပြီးတော့ ကျွန်တော်တို့ခန္ဓာကိုယ်မှာသက်နာပေါင်းများစွာ ဖြစ်နိုင်တယ်လို့ကန်ဆာအထိလည်းဖြစ်နိုင်တယ်။ကွန်မြူနတီတကယ်လို့ထိုင်းမှာပဲလို့ခဏခဏတောက်တက်တယ်ဆိုလို့ရှိလို့ရှိရင်ထိုင်းတောက်လို့ရတဲ့ဆိုင်လေးကို choose လုပ်ပါ။တကယ်လို့ထိုင်းရောက်နေတဲ့ကွန်မြူနတီတငယ်ချင်းတို့ရှိရင်လည်းဒီဗီဒီယိုလေးကို share ပေးပါအောင်။ဒီလိုမျိုး awareness လေးတွေတည်ဖို့အတွက် channel လေးကို subscribe လုပ်ပြီး support လုပ်ပေးပါအောင်။